င်္ဂလာပါရှင်မေလ23ရက်သမစ္စမပရိုင်တိုင်းမစ္စမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျမကျူချန်းကတာဝန်ယူတင်ဆက်ပေးတော့မှာပါအခုရင်ဆုံးနေတဲ့တရင်ကောင်းစင်တွေကိုပြောပြပေးချင်ပါတယ်လူ22ယောက်တည်ဆုံခဲ့ရတဲ့အိုထိန်တွင်စာတင်ကြောင်းဘုံကျဲခံရမှုအတွမှာကလေး9ယောက်ဟာအသက်အန္တရာယ်ဆိုးရိမ်နေရပါတယ်ငလင်းကြောက်ရလာတဲ့လူသားစာနာအကူအညီတွေကိုလက်နက်တပ်ဖွဲ့အစအုပ်စုကအသုံးပြုနေတယ်လို့ NUG ကပြောလိုက်ပါတယ် ရဲတိတောင်မှာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်73ရောက်ထမင်းနဲ့တည်ဆုံးခဲ့တယ်လို့ AA ကပြောလိုက်ပါတယ်။အပြည့်ရထားတဲ့စစ်ကောင်စီတပ်ဟာ TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုလည်းဆက်ပြီးတော့ဘုံကျဲနေပါတယ်။နိုင်ငံတကာဘက်မှာတော့ညံရီတုမိုဘိုင်းခွင့်တိုက်ပွဲမှာဗီရရှောက်အစိုးရအနောက်ဆက်ကြုံနေရတယ်ဆိုတဲ့သတင်းတွေအပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေစည်းရွှေစည်းတွေကိုလည်းစူးစိတက်ဆက်ပေးသွားမှာပါရှင်။ အခုပထမဆုံးအနေနဲ့လူအသေးပြောက်များခဲ့တဲ့ဒေဗရင်မြို့နယ်ထဲမှာရှိတဲ့အိုးထိန်တွင်စာတင်ကျောင်းကိုမနေ့ကမေလ12ရက်မနက်ဘုံကျဲမှုမှာတံရရတဲ့သူတွေအထက်ကနောက်ထပ်ကျောင်းဆရာတယောက်လက်ဖြတ်လိုက်ရပြီးတော့ကျောင်းသူကျောင်းသား9ယောက်ကတော့အသံအရည်စိုးရိမ်နေရတဲ့အခြေအနေဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်တေဆုံးသူ22ဦးထိရှိခဲ့တဲ့ဒေဗရင်မြို့အနောက်တောင်ဘက်ခုနမိုင်အကွာမှာရှိတဲ့တထပ်တိုက်စာတင်ကျောင်းအပေါ်ဘုံကျဲမှုမှာတံရရသူပေါင်း48ယောက်အထိရှိခဲ့ပါရယ် တည်ဆုံးတဲ့သူတွေမှာ grade 2အဆင့်ကနေ grade 11အဆင့်ကျောင်းသူကျောင်းသား20ယောက်နဲ့ကျောင်းဆရာမ2ယောက်ပါဝင်ပါတယ်။ဒဏ်ရာရတဲ့သူတွေအထက်မှာအသက်52နှစ်အရွယ်ကျောင်းဆရာဦးမောင်လွင်ကဘဲဘက်လက်ဂျိုင်းအောက်ကနေဖြတ်တောက်လိုက်ရတာဖြစ်ပြီးခွဲစိတ်ကူတမှု PCB ဖြစ်တယ်လို့သိရပါတယ်။ ဥမောင်လွဲဟာလုံသက်10နှစ်လောက်ရှိတဲ့ចောင်းစရာတယောက်ဖြစ်ပြီးတော့စာနာမသိမိကကိုပိုင်းចောင်းနေမှာចောင်းစရာလုတ်ခဲ့သူဖြစ်ပြီးဈာကာလာပညာရေးမှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံစာတင်ចောင်းနှစ်ခုမှာယူပပေရာနဲ့တင်ချနှစ်ပါးသာတင်ကြားပေးနေသူဖြစ်ပါတယ်။ဘုဒ္ဓလင်မြို့နယ်တက်ကစေယုံတွေကိုပို့ဆောင်ထားခဲ့ရတဲ့တန်ရာရတဲ့သူတွေအထက်ကတချို့ကိုမန္တလေးကိုပြောင်းရွှေ့ကုသမှုခံယူနေရတယ်လို့လည်းသိရပါတယ်။ကလေးငါးယောက်ကတော့အတန်အရေးစိုးရိမ်နေရကြောင်းကိုအိုးထိန်တွင်ကြေးရွာပညာရေးဘုတ်အဖွဲ့ဥက္ကဋ္ဌကိုမုတ်စိတ်ကပြောပါရယ် ။ကိုမုတ်ဆက်ရဲ့ grade 5တက်နေတဲ့သားတစ်ယောက်နဲ့ grade 11တက်နေတဲ့သားတစ်ယောက်ကလည်းထိခိုက်ဒဏ်ရာရပြီးတော့ဆေးကုသမှုခံယူနေရပါတယ်။ဒဏ်ရာရတဲ့သူတွေအထက်မှာចောင်းဆရာဆရာမ9ယောက်ပါဝင်ပြီးတော့ကျန်တဲ့သူတွေအလုံးဟာចောင်းသူចောင်းသားတွေဖြစ်ကြပါတယ်။ဆေးဝါးနဲ့ဆရာဝန်အားမလောက်ငှမှုကအခက်အခဲဖြစ်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်ရှင်။ရခိုင်ပြည်နယ်ဘက်ကနဲ့ဆက်ချင်ပါတယ်။ ရခိုင်ပြည်နယ်ရသေတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုဒီကနေ့မေလ23ရက်မနက်ပိုင်းမှာဘုံကျဲခံရပြီးတော့ကနိုးအနေနဲ့သေဆုံးသူရုပ်အလောင်း73လောင်းထိရရှိထားပြီးတော့20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အရခတ်တပ်တော် AA ပြောခွင့်ရသူဦးခိုင်ဒုက္ခကပြောပါရယ်။နေအိမ်ကတော့72လုံးပျက်စီးသွားတယ်လို့လည်းပြောပါရယ်။ ထွန်းရွေရွာဟောင်းကြေးရွာကိုဒီကနေ့မေလ23ရက်မနက်10:00နာရီလောက်မှာစစ်ကောင်စီရဲ့ Jet Fighter နဲ့ပေါင်900ပုံးနှလုံးလာရောက်တဲချခဲ့တာဖြစ်ပြီးတော့လက်ရှိမှာအပြက်စီးတွေကြားထိခိုက်သေးဆုံးသူတွေထက်ရှိနေနိုင်သေးတဲ့အတွက်ထိခိုက်သေးဆုံးမှုအရေအတွက်ပိုပြီးတော့များလာနိုင်တယ်လို့လည်းသူကဆက်ပြောပါရယ်စစ်ကောင်စီဟာမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရေးကာလထပ်တိုးကြောင်းကြေညာထားပေမဲ့သူတို့ရဲ့ကြေညာချက်ကိုမြေပြင်မှာသူတို့ကိုယ်တိုင်လုံးဝလိုက်နာတာမရှိဘူးလို့လည်းဥက္ကဋ္ဌဒုခကဆက်ပြောပါရရှင်။ ငလျင်ကြောင်ရရှိလာတဲ့လူသားစာနာထောက်ထားမှုအကူအညီတွေကိုစစ်ကောင်စီကလက်နက်တပ်ဖွဲ့အုံပြုနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောလိုက်ပါတယ်။ စစ်ကောင်စီဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကိုအကြောင်းပြုပြီးတော့နိုင်ငံတကာပြည်ရင်းကုမ္ပဏီတွေနဲ့ခရိုနီတွေစီကနေစုစုပေါင်းအမေရိကန်ဒေါ်လာ192.86တန်းအပြင်စာနယ်ရိတ်ခါအသုံးအဆောင်စေးဝါးနဲ့အရေးပေါ်လွှတ်တဲ့ပစ္စည်းတွေအများပြားရရှိခဲ့ကြောင်းဒီကနေ့မေလ23ရက်မှာလှုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာအမျိုးသားညညရဲ့အဆိုအရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောပါရစေ။ နိုင်ငံတကာကပေးပို့တဲ့လူသားစာနာထောက်ထားမှုအကူအညီတွေကိုဖြစ်တယ်လို့စုပုံထားတယ်လို့ငလျင်ဘေးတဲ့ပြည်သူတွေအတွက်ခိတ္တနားခိုရာနေရာတွေကိုလည်းလုံလောက်စွာစီမံပေးနိုင်တာမရှိတာကြောင့်ပြည်သူတွေကအကာအယံမရှိစမ်းမရေးနဲ့ညှဉ်းညွမှုမရှိတဲ့နေရာတွေမှာဖြစ်တယ်လို့တဲထိုးနေကြရတာကလက်ရှိအချိန်ထိဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်စစ်ကောင်စီအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်တပ်ဖွဲ့အသုံးပြုနေတာနဲ့ပတ်သက်ပြီးနိုင်ငံတကာကသတိပြုမိစေဖို့အချက်လက်တချို့ကိုလည်းပြောပြခဲ့ပါတယ်။ စစ်ကောင်စီဟာသခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစပြီးတော့မေလ9ရက်နေ့အထိတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း382ခုလှုပ်ခဲ့ပြီးတော့ပြည်သူ334ယောက်တိဆုံးခဲ့တယ်လို့ NUG ကပြောထားပါတယ်။ဒါပြင်အရီတလအခွဲကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအိမ်900ကျော်စာသင်ကျောင်း40ကျောင်းနဲ့ဘာသာရေးအဆောက်အုံတွေဖြစ်တဲ့ဖုန်ကြီးကျောင်း20ကျောင်းခရစ်ယာန်ဖျားကျောင်း၄ကျောင်းနဲ့ဗလီတလုံးတို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ တမ်းမြသားလူမျိုးရေးတမ်မရော TNL သိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မန်တုံမြို့နယ်မိုင်းငော့မြို့တွေကိုစစ်တပ်ကမနေ့ကညပိုင်းမှာ Jet Fighter နဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတယောက်သေဆုံးပြီးတော့၃ယောက်ဒဏ်ရာရခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ မနေ့ကမေလ12ရက်ည7:00နာရီလောက်မှာမန္တုံမြို့အောင်ချမ်းသာရပ်ကွက်ကိုဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးတော့လူသေးဆုံးတန်ရာရမှုအပြင်လူနေအိမ်28လုံးထိမှန်ပျက်စီးခဲ့ကြောင်းမိုင်းငုံမြို့တာလုံရပ်ကွက်စာတင်ကြောင်းအနည်းကိုလည်းည8:40မိနစ်လောက်မှာဂျက်ဖိုက်တာနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ စက်ကောင်စီအနေနဲ့ငလျင်တန်းကယ်ဆယ်ရေးအတွက်မေလ6ရက်နေ့ကနေ32ရက်နေ့အထိအပြစ်ခတ်ရက်စဲကြောင်းကြေညာထားပေမဲ့ TNL ထိန်းချုပ်ထားတဲ့ဒေသတွေထက်ကိုနေ့စဉ်နေပါလေးဆောင်တိုက်ခိုက်မှုဘုံကျဲမှုတွေလုပ်နေတယ်လို့ TNL ကပြောပါတယ်ပြည်ကရဲမေလ17ရက်နေ့ကလည်းနောင်ချိုမြို့နယ်တမတိုက်ပွဲဖြစ်ပွားတာမရှိဘဲ TNL တပ်ဖွဲ့ဝင်တွေရှိတဲ့ရွာပြင်ကျေးရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်ခဲ့တယ်လို့သိရပါပါတယ်ရှင်။ ကျောင်းသူကျောင်းသား20နဲ့ဆရာမ2ယောက်အစုလိုက်အပြုံလိုက်တည်ဆုံခဲ့တဲ့တပင်းမြို့နယ်ဦးထိန်တွင်ကြီးရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်မှုမှာ စစ်တပ်ကထတ်ဆန့်ပေါက်ကွဲစေတဲ့ cluster bomb အသုံးပြုခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်အနာဒိုင်စစ်တပ်ဟာမနေ့ကမနက်9နာရီခွဲမှာအတန်းတင်စာမျက်ပွဲဖြည့်ဆည်းဖို့ဖြည့်ဆင်းစင်နေတဲ့အိုထိန်တွင်းစာတင်ကြောင်းကို Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်မူလာရန်ကလေးငယ်ចောင်းသားចောင်းသူတွေအပါအဝင်22ယောက်တိစုံခဲ့ပြီးတော့48ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကလစတာဘုံအုံပြုတ်တိုက်ခိုက်မှုကိုမျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေနဲ့ကျွမ်းကျန်တဲ့ဘုံသီးအပိုင်းအစအထောက်ထားတွေအရာသိရတယ်လို့လည်း NUG ဘက်ကပြောပါရယ်။မြစမအနေနဲ့တော့တိကျအတိမပြုတ်နိုင်သေးပါဘူး။အန်ယူဂျီလူအခွင့်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးတန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဥတီချက်တွေအတိုင်းခိုင်ခိုင်မာမာကင်ဆွဲပြီးတော့စစ်တပ်ရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါရယ်။ ်မူလပုံသေးကနေဒါဇင်နဲ့ချီတဲ့ဘုံအသေးလေးတွေပြန့်ကျဲပြီးထက်ဆက်ပေါက်ကွဲစေတဲ့ဖြတ်အားပြင်းကလစတာဘုံဟာလူအများအပြားသိစေနိုင်တဲ့အတွက်နိုင်ငံတကာကအသုံးပြုခွင့်တမျက်ထားပါရှင်ပြည်တွင်းသတင်းတွေအပြီးမှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ ညာရီတုတ်မိုဘိုင်းကွန်တိုက်ပွဲမှာဗီရိရှအစိုးရအနောက်ရှက်ကြုံနေရပါတယ်။ဒီသတင်းအကြောင်းအရအပြည့်စုံကိုမြစ်မသတင်းတောက်ကိုခန့်တွေကဆက်လက်တင်ဆက်ပေးမှာပါရှင်။ဗီရိရှအထက်လွှတ်တော်ကအမှုပညာပျက်စီးနဲ့အချက်လက်ဖန်တီးထုတ်လုပ်သူတွေအတွက်ပုံမိုကောက်ွယ်ပေးရေးကိုတနင်္လာနေ့ကထောက်ခံလိုက်တာကြောင့်အသိဉာဏ်တူကုမ္ပဏီတွေဒေတာအချက်လက်ပုံမိုလွယ်ကူရရှိရေးစီစဉ်ဆောင်ရွက်နေတဲ့ဗီရိရှအစိုးရအတွက်အနောက်ရှက်တွေကြုံတွေ့လာနေရပါတယ်။ အသိဉာဏ်တုလေ့ကျင့်ရေးမှာ data အချက်လက်တွေအသုံးပြုရေးနဲ့ရရှိရေးဥပဒေကြမ်းမှာဘူပိုင်ခွင့်ကင်းလွတ်ခွင့်ပြုရေးကို လေးပါအစိုးရဝန်ကြီးချုပ်ကီယာစတာမကလိုလားပါတယ်အစိုးပြုထားတဲ့ဥပဒေကြမ်းမှာအသိဉာဏ်တု model ဖန်ကြီးပြုလုပ်နေတဲ့ company အချို့ဟာအချို့တော့အမှုပညာပျက်စီးနေအချက်လက်တွေကိုရယူရမှာခွင့်ပြုချက်ရယူဖို့မလိုပါဘူးဒီအချက်ကြောင့်ယဉ်ကျေးမှုကဏ္ဍမှာ ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ကြုံခဲ့ရပါတယ်ပေါ်မတ်ကတနေအတန်ဂျွန်နဲ့ဒူအာလီဘာတို့အပါဝင်အမှုပညာရှင်နဲ့ဖန်တီးသူ400ကျော်တို့ကဒီအစီအစဉ်ကိုဖျက်သိမ်းဖို့အိတ်ဖွင့်ပေးစာတစ်စောင်လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပါတယ်။ဗြိတိရှအထက်လွှတ်တော်အမတ်ဘီဘန်ကီဒရွန်ကအဲ့ဒီဥပဒေချမ်းပြင်ဆင်ချက်ကိုလွှတ်တော်မှာတင်သွင်းခဲ့ပြီးအဲ့ဒီဟာကိုထောက်ခံမဲ့282မဲ၊ကန့်ကွက်မဲ့125မဲနဲ့အတည်ပြုခဲ့ပါတယ်။ အဲ့ဒီပြင်ဆင်ချက်အရအသုံးပြုမဲ့အမှုပညာလက်ရာအတွက်ဆိုင်းဆရာတွေကခွင့်ပြုချက်ပေးရမှာဖြစ်ပြီးဘယ်အချိန်ဘသူကဘယ်အရာကို ယူငင်သုံးစွဲခဲ့ရဆိုတာကိုပါ တွေ့မြင်နိုင်ရမှာဖြစ်ပါတယ်ခင်ဗျာအခုနောက်ထပ်တစ်ပုတ်အနေနဲ့အာဖဂန်နစ္စတန်မှာစစ်တပ်ရင်ကစားနေကိုတာလီဘန်အစိုးရကပိတ်ပင်လိုက်ပါတယ်အပြည့်စုံကိုဆက်လက်ရှုစားကြပါရှင် တာလီဘန်အာဏာပိုင်တွေဟာအာဖဂန်နစ္စတန်တဝမ်းစစ်တွေရင်ကစားနီကစားရာကိုတားမြစ်ပိတ်ပင်လိုက်တယ်လို့အာကစားရေးရာတာဝန်ရှိသူတယောက်ကမေလ17ရက်မှာပြောပါရယ်စစ်တွေရင်ကစားနီဟာတာလီဘန်အစိုးရရဲ့ကျင့်ဝတ်ဆိုင်ရာဥပဒေအောက်မှာတရားမဝင်တဲ့လောင်ကစားရဲ့ရင်းမြစ်တစ်ခုဖြစ်တယ်ဆိုတော့စိုးရိမ်ပူပန်မှုတွေကြောင့်နောက်ထပ်တစုံတရာထောက်ပြမှုမထွက်ရှိမခြင်းစစ်တွေရင်ကစားခွင့်ကိုတာလီဘန်အစိုးရကပိတ်ပင်ထားမှာဖြစ်ကြောင်းသူကပြောပါရယ် တာလီဘန်အစိုးရဟာ2021ခုနှစ်ကအာဏာရသွားပြီးနောက်နိုင်ငံမှာတင်းကျပ်တဲ့အစ္စလာမ်ရဲ့ဥပဒေကိုထင်ဟပ်တဲ့စီမင်းဥပဒေတွေကိုတစ်ခုပြီးတစ်ခုချမှတ်ပြဋ္ဌာန်းထားခဲ့ပါတယ်။ရှာရီယာလို့ခေါ်တဲ့အစ္စလာမ်ရဲ့ဥပဒေမှာစစ်တုရင်ကစားနည်းကိုလောင်ကစားခြင်းနိလန်တစ်ခုအဖြစ်ယူဆပါတယ်။လောင်ကစားမှုကိုအကျဉ်းကောင်းပြန်ပွားစေရည်နဲ့မကောင်းမှုတားစီရည်ဥပဒေအရတားမြစ်ပိတ်ပင်ထားပါတယ်လို့အာကစားရေးရဦးစီးဌာနကပြောရေးဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ Actor Max Shawani က AFP ကိုပြောပါတယ် စစ်တပ်ရင်အားကစားနဲ့ပတ်သက်ပြီးဘာသာရေးဆိုင်ရာစင်ကြံသုံးသပ်မှုတွေရှိပါတယ်လို့သူကပြောပါတယ်ဒီစင်ကျင်သုံးသပ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းလို့မပြီးမချင်းစစ်တွေ့ရင်ကစားနေကိုအာဖဂန်နစ္စတန်မှာဆိုင်းငံ့ထားမှာဖြစ်တယ်လို့သူကပြောခဲ့တာပါအမျိုးသားစစ်တွေ့ရင်ဖက်ဒရေးရှင်းဟာနှစ်နှစ်ခန့်အကြာတရားဝင်ပြိုင်ပွဲတွေကိုကျင်းပထားခဲ့တာမရှိကြောင်းနဲ့ခေါင်းဆောင်မှုပိုင်းဆိုင်ရာမှာပြဿနာတချို့ရှိခဲ့ကြောင်းသူကပြောပါတယ် ီးရတဲ့နှစ်တည်းအတွင်းမှာတရားဝင်မဟုတ်တဲ့အလွတ်တဘောစစ်တွေ့ရင်ပြိုင်ပွဲတွေကိုလက်ခံပြုလုပ်ပေးခဲ့တဲ့ကပူးမြို့ကကော်ဖီဆိုင်ပိုင်ရှင်အဇက်ဆူလာဂူဇာဒါကစစ်တွေ့ရင်ကစားမှုမှာလောင်ကစားမှုတစုံတရာပါဝင်ခဲ့ခြင်းမရှိလို့ညင်းဆိုပြီးတခြားသောမွတ်စလင်နိုင်ငံအများစုမှလည်းစစ်တွေ့ရင်ကစားနည်းကိုကစားကြကြောင်းမှတ်ချက်ပြုပါတယ် အခုတာလီဘန်အစိုးရရဲ့ဆိုင်းငံ့တာမြင်မှုကိုလေးစားလိုက်နာမှဖြစ်ပေမဲ့အဲ့ဒါကမိမိရဲ့စီးပွားရေးလုပ်ငန်းအပြင်စစ်တပ်ရင်ကစားနေကိုနှစ်ချိုက်ခုံမင်တွေအပေါ်ထိခိုက်စေလိမ့်မှာဖြစ်ကြောင်းသူကပြောပါရရှင်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုံရွှေဈေး73စီစီနဲ့စားအုံးစီစီတွေကိုတင်ပြပေးမှာပါ။ဒါတွေကိုတော့မစ္စမတန်တောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါရရှင်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စေ4420ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1608.9ကျပ်ပြင်ပပေါ့စေ3400ကျပ် ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2336တသမ24ကျပ်ပြင်ပပေါင်စဉ်4925ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62တသမ86ကျပ်ပြင်ပပေါင်စဉ်133တသမ3ကျပ်မလေးရှားတရင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်488တသမ8ကျပ်ပြင်ပပေါင်စဉ်1022ကျပ် ပေါက်ဈေးရှိပါတယ်။ပေါ်ပြပံငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ58သိန်း1000ကျ၊ပြင်ပပေါက်ဈေး84သိန်း9000ကျ၊စကားပဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စေ53သိန်း9325ကျ၊ပြင်ပပေါက်ဈေး80သိန်း9000ကျ။ ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရှင်စင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2415ကျပ်၊ပရီမီယံဒီဇယ်တလီတာကို2980ကျပ်၊အော်ဒိတ်92တလီတာကို2825ကျပ်၊အော်ဒိတ်95တလီတာကို2885ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစာအုပ်စီဇင်းတို့တွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6620ကျပြင်ပပေါ့စီ9500ကျပေါ့စီရှိပါတယ်။ဖော်ပြပါစင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစ္စမပရိုင်တိုင်းမစ္စမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြေရှင်းပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုကျမကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါ။ ။သမစ္စမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။